ရုပ်ကလည်းအမှန်ချောတယ်ပြားဟာထောင်းတော်မောင်းမောင်းရုစီလှပတင့်တယ်ဟောဒီယဟန်ကိုကြည့်ကြစမ်းကြည့်ကြစမ်းဟိုမှာကြည့်စမ်းအရကထောင်းတော်မောင်းမောင်းရုပ်အစင်းကလည်းအမှန်လှတင့်တော်တင့်နေရှိတယ်စရဏေနတံပနောကုချင်းတရားနဲ့လည်းပြည့်စုံကုန်ရတယ်သွားရလာရကြည့်လိုက်ယုကမတ္တေနပိခတိသူကခုတောင်ကြီးမြောက်ကြီးမကြည့်ဘူးဆွမ်းခံသွားတဲ့အခါမှာယုကမတ္တဆိုတာတဘိုးတပြံ လက်မှတ်ဆင်ထားတဲ့ထံပိုးတပြံ၄တောင်လူတွေရဲ့တောင်နဲ့၄တောင်တော့အတိုင်းတာတစ်ခုမှာမျက်တော်ချတယ်လို့ခေါ်တာပေါ့နော်အဲ့ဒီသွားတာလာတာလဲဟိုချစ်တိချစ်မကြည့်ပဲနဲ့မျက်တော်ချပြီးတော့တင်းတင်းငြိမ်ငြိမ်သွားတဲ့ပုဂ္ဂိုလ်ချစ်ချက်သာအောက်ခိတ္တဆက်ခုကဲလောချထားတယ်နော်နာယံနိစကုလမိဝါသူ့ကြည့်ရတာတော့အောက်တန်းစားအမျိုးသေးကမဟုတ်ဘူးဖက်တန်းစားတွေကဖြစ်လောက်တယ် ရာဇတုတဗိဓာဝန္တုဟေးတမန်နေအမြန်သွားကြစမ်းအဗိဓာဝန္တုဆိုပြေးပြီးတော့သွားကြကြောက်သွားလိမ့်မယ်မင်းတို့မပြောက်စိနေမျက်ချင်မပြတ်စိနေပြေးလိုက်ကြတော့နော်ရိုးရိုးလမ်းလျှောက်ခိုင်းတာမဟုတ်ဘူးအဗိဓာဝန္တုဆိုပြေးသွားကြမြန်မြန်သွားကြကုဟိန်ဘိက္ခုကမိတ်တတိဒီကိုတော့ဖယ်သွားမယ်ဆိုတာမင်းတို့လိုက်ရှာကြဂေါရမယဟန်တော်လေးကဆုံးခံပြီးတဲ့အခါမှာသူစားလောက်ရုံလေးရလိုက်တာနဲ့ပဲအဘိက္ခုပိုက်ပြီးတော့ မြို့ပြင်ထွက်သွားတယ်။ရာဇကြုံမြို့ဆိုတာတောင်ကားလုံးပတ်ရံထားတဲ့မြို့။အဲ့ဒီထက်ပဲဘယ်သွားတော့ဆိုပန္ဒဝဆိုတဲ့တောင်ခြေဘက်ကိုသွားတယ်။ပန္ဒဝတောင်ရောက်တဲ့အခါကျတော့ပန္ဒဝတောင်ခြေမှာရေရလွယ်တဲ့နေရာတစ်ပင်အောက်မှာထိုင်ပြီးတော့ဆုံးဖုံးပြီး။နောက်ကနောက်ရောက်ခါလိုက်သွားတဲ့ရာဇတမန်တွေကတွေ့တယ်။တွေ့တော့ရာဇတမန်၃ယောက်သွားတယ်။၃ယောက်သွားတော့တယောက်ကိုအဆောင်ချတယောက်ကို တယောက်ကအနီးပါးမှာစောင့်နေပြီးတော့တယောက်ကအလဲလောက်မှာမျက်ခြေပြတ်မှာကြောက်လို့တယောက်ပဲနေပြီးတော့ပြန်ပြီးတော့သတင်းပို့တယ်ဘေဘီတာရာမင်းကြီးရှိသွားတဏှဦးတင်တဲ့အခါဘေဘီတာရာမင်းကြီးကချက်ချင်းပဲမြင်းစီးပြီးတော့လိုက်လာတယ်